မေခွန်ရဲ့အဖြစ်မှန်ကားတော်မှန်ပါရခင်ဗျာဆေကွာလဲငငယ်တုန်းကလည်းပေါ့နော်ဟိုစဉ်းစားကစားနီးပေါင်းစုံနဲ့ဆော့တဲ့အခါမှာဟိုပေါ့နော်ဒီလိုဆက်တင်နိုင်လဲဆော့တာပဲအပြောဆက်ဆံမတွေကလည်းပေါ့နော်တင်ပြကောင်းတဲ့ဆံမတွေတို့မျိုးတွေ့ဘူးပဲပေါ့နော်သူတို့ရဲ့တင်ပုံလေးတွေကိုလည်းကြည့်ဘူးတယ်ပြောကိုကိုတိုင်းကလည်း အဲတခါလေးပေါ့နော်အစာပြေရှင်းပြရတော့ဘာလို့ရှိဘူးလဲပေါ့နော်အဲ့တော့ဆန်တင်းရနေပတ်သက်ပြီးတော့တင်ပြီးမခေါ်ဘူးအဲပေါ့နော်ကိုဖြေလိုက်တာကြီးပေါ့နော်ကိုဖြေလိုက်တာတော့ကိုပြန်နှထားတဲ့အခါမှာတော့ကိုပြန်ကြည့်လိုက်တဲ့အခါမှာပေါ့နော်ဟိုတအားလေးမြင်ဖြေပေါ့နော်ငါဖြေလိုက်တာပဲကိုဖြေလိုက်တာရင်ပြန်ကြည့်ရပဲဆိုတော့တိတ်တော့စိတ်ထဲမှာထွေးထူးတော့မခံစားပါဘူး သူတို့ခြိမွန်းလဲခြိမွန်းမစေပါနော်ဟိုပလင်းလဲပလင်းမစေပါဒါကဒီယောက်နဲ့ယောက်ကအမြင်တူတာမဟုတ်ဘူးလေအဲ့တော့သူတို့အမြင်တော့သူတို့ပြောကြမှာပဲခိုင်လေးမှဝင်ကြည့်ဖြစ်တာပါနော်အခုဆိုရင်ကြောက်ဆိုင်လဲအိတ်မလို့ပါဘူးဖြစ်နေတော့အင်းရအမပြောတာလေးပဲနားထောင်ကိုကိုယ်တိုင်ကြည့်ဖြစ်တာနည်းနည်းပါပါပဲဒါကြောင့်စတက်နေပြီလားကျောင်းတက်နေပြီလေတနင်္လာနေ့ရက်ဆက်တက်တာကျောင်းမှာတော့တကယ်ချင်းနေရာကိုပါလို့ပြောကြတယ် တကယ်ချင်းတော့ကြည်ချွတ်မှုပါဘဝန်တာရဲ့အကြောင်းလေးကိုပြောကြတယ်။ဘီကဘာလို့ဖြစ်လဲမဖြစ်ရမို့ပါဘူး။ဘီတခါဝင်ဖြစ်တည်ရမှာနော်။အမေဝင်ဖြစ်တာဒီတိုင်းပေါ့ဟိုတော်တော်များအမေနဲ့လောက်ပဲပြောဖြစ်တော့ပပကလည်းပြောတယ်သူ့ဘက်သူနေနေကြဆိုတယ်တော့ဒီလိုမှပပလို့ခေါ်ရတယ်တမျိုးတော့မထင်မှန်းနဲ့လို့ဒါခေါ်နေကြမလို့ပါ။အာပပကလည်းသူကမိတော့အေးစင်းနေတဲ့တဲ့သူအဲ့လိုလည်းမပြောချင်ဘူးတဲ့။အဲဘာလို့မမေနဲ့ပဲပြောဆိုနေတာထားတာတော့ ဟုတ်ကဲ့ကင်မရာကြီးတွေထောက်ပြီးကိုယ်အလိုမိဖို့နေပြတာတော့ဘယ်လိုခံစားရလဲ။ဘာမှခံစားရမ်းမဖြေလိုက်တာ။ခံစားဖြေလိုက်တာ။ချိန်လာတော့ဘာလို့တော့မရှိဘူး။မရှိပါဘူး။ကြည့်လိုက်လို့ဟိုထားပါတော့ဒီကင်မရာနဲ့ကဘူးဆိုရင်ဒါမစိမ့်တော့ဘူးဆိုတော့မင်းသမီးတွေပါတယ်လို့ချင်းနဲ့စီရှိတာ။မရှိပါဘူး။ဘူးညာတော့လို့ဆိုမလဲရှင်ကိုရဲ့ဒီပုံစံတရားလည်းတော့အနေနဲ့တဏှာလေးတွေပဲတဏှာလေးတဏှာကကြိုက်တယ်ဘာ။အငယ်လေးကလိမ့်တာပေါ့နော်အချင်းပန်းညာ ကြောင်းကထွက်သွားတဲ့ဖြစ်တဲ့ကြောင်းကိုဘုံပြောနေကြပဲပေါ့နော်အောက်ကကိုအမြင့်တင်မိထိုင်နေတဲ့တည်းကမမေ့ဖို့ကတော့ဘုံမအမြင်နဲ့ပြောပါခုတင်းနေပြန်ဖွင့်ပြီဆိုရင်ဘုံကတင်ခိုင်းတော့မှာပါဟိုဒီတင်းနေပြန်ဖွင့်ပြီဆိုရင်ပြောမယ်ဆိုရင်အဲဆီယမ်မပွေးရပြီဆိုရင်တင်းလို့ရပြီလေအဲအခုတင်းနေပြန်ဖွင့်ပြီဆိုရင်အကုန်လုံးအခုသမီးတို့ပါဝါတဲ့ခါရောက်ခလုံးစမ်းသပ်ကြီးပြန်တင်ခိုင်းတော့မှာပါဒီပါရီဆာရဲ့မတဲ့အခါမှာကြောင်းဆိုင်မှာပို့လဲလာတယ်မတဲ့ပြောမယ်ဆိုရင်တော့ဒီ တဲ့ဘောနော်စာတစ်ခုတည်းခတ်တဲ့စာကိုမလဲရတဲ့အခါမှာလက်ကျန်တဲ့စာကြောင့်လွဲတယ်လို့စိတ်ထဲမှာခံစားရတာပါမိကွာလည်းငငယ်တုန်းကလည်းဘောနော်ဟိုစဉ်းစားကစားနီးပေါင်းစုံနဲ့ဆော့ရတဲ့အခါမှာဟိုဘောနော်ဒီလိုစာတင်နိုင်တဲ့ဆော့တာပဲအပြောဆန်ဆန်မတွေကလည်းဘောနော်တင်ပြကောင်းတဲ့ဆန်မတွေတော်မျိုးတွေ့ဘူးပဲဘောနော်အဲသူတို့ရဲ့တင်ပုံလေးတွေလည်းကြည့်ဘူးတယ်ပြောကိုကိုတိုင်းကလည်းအဲတခါလေးဘောနော်အစာပြန်ရှင်းပြရတော့ဘာလို့လဲရှိဘူးပဲဘောနော်အဲ့တော့စာတင်ရတယ်ပဲတင်ပြတင်ပြမခေါ်ဘူး ်ဘွေးရရနေဆံမလို့လေရဘွေးရရနေဆံမလို့ဟုတ်ကဲ့ဘွေးအောင်မရသေးဘူးဘွေးရသွားရင်ဒါပြီးကြတဲ့တစ်ခါကလည်းအဲ့ဒီဘွေးဟုတ်ကဲ့ဒီဝိတာရဟုတ်တာဟုတ်တာဝိတာရတာဘွေးအဲ့ဘွေးရလို့လေဒါဘယ်တော့မှပြောဘူးမလဲပါဘောနော်ရေ59လေးရပြီဆိုရင်တော့ရောက်30လေးဝင်ဖို့အတွက်ပေါ့နော်အဲဒီ ဆောင်းတီဟိုရင်တော့လိလိုက်ဆောင်းတီကျွန်မခိုင်ဆရာခိုင်ရယ်လိလိုက်ရယ်ပေါ့နော်အဲ့ဒီကျွန်မမှာတစ်စစ်အဘုဒ္ဓဝင်ချက်တဲ့ show ကဆိုင်ရယ်ပဲလိလိုက်ရတာအဲ့ဆိုအကုန်လုံးလိလိုက်ပြီးတော့မှသူကဆန်ချက်ချင်းအသိမရှိတော့ဘူးလေဟိုရောက်ပြီးဆိုင်နေရောက်30အနေတစ်ခါဆယ်ရောက်ထည့်ရတာဆိုအကုန်လုံးဆိုင်ရယ်တို့ချက်ကြရတာပါအဲ့ဒီ30ရဲ့မီးရဲ့ခါမှလည်းပေါ့နော်ဟိုသူကမီးချင်းတဲ့နေရာရှောင်းမီးရဖြစ်တဲ့ကြောင့်မစားအကုန်လုံးကြည့်ရတာပါမီးဖို့နေရာမီးရဲ့အလာရောဟိုကနေပြီးတော့မှအရောက်30ရာနေပြီးတော့ 30ရဲ့ဝင်ဖို့ဆိုပြီးတော့မိကို200ဟိုကမေးတာအဲစာအုပ်ဒီကတော့မေးချင်နေရနေရှောက်မေးတာအဲမိကို200ဟိုဒါအောင်မြင်သွားပြီးတော့30ရဲ့ပါသွားတာအဲ30ရဲ့ပါပါတာဆရာဝေးရဟုတ်ကဲ့နော်တမျိုးချီရွေးတွေလည်းရှိသလိုပေါ့နော်ဘလင်းနဲ့တွေလည်းရှယ်တယ်တော့အခုလုံးအပြစ်မယူပါဘူးချီရွေးတဲ့တွေကိုလည်းကျေးဇူးတင်နေအဲပြောကိုကိုနိုင်လည်းဘုနာစာပြေလေးလာဖို့ပြောချင်တယ်ပေါ့နော်အဲဘလင်းနဲ့တွေကိုလည်းပေါ့နော်ဟို စီမဆိုးပါဘူးဆိုတော့လူတိုင်းကကိုယ်အမြင်နဲ့ကိုယ်ပေါ့နော်အဲကြောင့်မလို့အာဘယ်လိုပြောရမလဲပိဋကကြီးအကုန်လုံးကိုမှန်းချင်တာကတော့ဘုရားဘာသာစာပေဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဘုရားဘာသာနဲ့ပတ်သက်ပြီးတော့လူတိုင်းလေးလာတင်နေဆိုရယ်ကိုယ့်ရဲ့ဘုရားဘာသာကိုဆက်လက်တည်တံ့သွားဖို့အတွက်တသနာနဲ့ပတ်သက်တဲ့ကိစ္စလုပ်ငန်းမဲ့သမ ्या ကိုတက်နိုင်တဲ့ဘက်ကနေပြီးတော့ဝန်ကြီးလှုပ်ဆောင်ပေးသွားပါလို့ပြောချင်ပါတယ်